မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူစစ်မျက်နှာစစ်သား60ကျော်အီထန်းခိုလုံးနဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရကတတော်ကကြောက်ဖြူမျိုးနဲ့၃မိုင်กว่าရှိရဲတရင်32ကိုတင်ယူနိုင်ဖို့ဇွန်လ9ရက်နေ့မှာစတင်တိုက်ခိုက်လာရမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာခဲ့ပါတယ်။၅ရက်အကြာဇွန်လ14ရက်နေ့အရောက်မှာတော့အရာရှိများပါဝင်စစ်ကောင်စီတပ်သား60ကျော်အရကတပ်များထံခိုလုံလာကြတယ်လို့ရှေ့နှန်းသတင်းအရင်းမြစ်တွေကိုကိုးကားပြီးသတင်းဌာနတွေကရှင်းတာဖော်ပြလာခဲ့ပါတယ်။ ၎င်းတို့ကတမ17နဲ့69မှာပူပေါင်းတပ်ဖွဲ့ဝင်များဖြစ်ပြီးအများစုမှာအတင်းအကျပ်စစ်တဲဆွဲသွင်းခံရတဲ့တပ်သားတပည်ဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်သွားပြန်လည်လက်မှတ်လေ15သိန်းထိမြင့်တက်သွားပြီးစစ်တပ်မှ၎င်းတို့အရာရှိများအတွက်အသွားတကြားပုကင်လှူထားမှုနဲ့ပြည်နီလို့ဝယ်ယူဖို့တောင်းခက်ခဲနေတယ်လို့မြို့ကန်တွေကဆိုပါတယ်။ မေလ30ရက်နေ့မှာကြောက်ဖြူညီရှိမင်းတက်တောင်စစ်စခန်းကိုတင်ပတ်ခရာမှာစေအောင်စုဘမှာအစစ်မြင့်ရရှိများပါဝင်အများအပြားဖန်ဆီးရမိခဲ့တယ်လို့သိရပါတယ်။အရက်ခတ်တက်တော်ကကြောက်ဖြူကိုဖေဖော်ဝါရီလမှစပြီးတိုက်ခိုက်နေတော့လဲစေအောင်စုဘမှာရှင်ကုန်နှုတ်ပိတ်နည်းနည်းစေဖြစ်ပြီးကြောက်ဖြူရင်းနဲ့စိတ်ကန်စီမံကိန်းကိုအကောင့်ထဲပေါ်သွားမယ်လို့ပြည်ချင်းရှိဆရာသမားများအလို့ကြားဟစ်ကျွေးနေသေးပဲဖြစ်ပါတယ်။ အခုကအရခတ်တက်တော်ကစင်ယုံစုရဲ့လက်နက်ခင်းရဆက်ယုံနဲ့လက်တကန်းကွာကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီဇင်ဘာလအတွင်းကွာမျိုးကိုတင်ယူခဲ့ပြီးမှအေယာရီတိုင်းအနောက်မြောက်ဒေသတွေကိုစတင်ထိုးစစ်ဆင်လာခဲ့ပါတယ်၎င်းနှင့်အတူလေးမျက်နာငတိုင်းချောင်ရည်ကြီးမြို့နယ်များချင်းချောင်ခံလာနေရပြီဖြစ်ပါတယ်။အာရခတက်တော်ကစစ်ကြောင်း၃ကြောင်းဖွင့်ပြီးဖိုကနောက်ဆိုင်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ ARR ဒုစရပြင်တောင်ကုတ်ကိုအခြေပြုပြီးပဲခူးတိုင်းတွင်ရှိပန်းောင်းဒေသကို၎င်းအမတ်တစင်မကိုးတိုင်းငဖေးမြို့ကို၎င်းထိုးစစ်ဆင်လာနေခြင်းဖြစ်ပါသည်စစ်ကောင်စီကပမာနဲ့ရခိုင်တိုင်းရင်းသားတို့ဘလို့မှပူပေါင်းလို့ရမှာမဟုတ်လို့ယုံကြည်ထားခဲ့တယ်လို့ Foreigner မြန်မာမှာရှိသားထားခဲ့ပါသည်စီးရီးလီလာနေသူတွေအားလုံးကအခုကရခိုင်စစ်မြေနာကနေပြည်တော်ကိုအလဲထိုးနိုင်မှာဖြစ်ပြီးကြံညီနောက်လက်ပေါ်ကတော့တရုတ်လက်အောက်ခံနေအဖြစ်တမျိုးပြီးတမျိုးပြန်ပြီး2029မတိုင်မီတုံရင်တုံရင်ဘဝကိုပြန်ရောက်သွားတော့မှာဖြစ်ပါတယ် ြည်သူတွေကလည်း၎င်းတို့ရဲ့အောင်ပွဲကမြန်မာပြည်သူလူထုတရက်လုံးရဲ့အောင်ပွဲလို့မှတ်ယူနေကြပြီဖြစ်ပါတယ်။အဖြစ်နိုင်ဆုံးကအရခတ်တက်တော်ကရခိုင်ဒေသတွေကိုနောက်ပိုင်းမှာပိတ်ဆို့မခံရအောင်ဒီမမထပ်ဖို့နဲ့ကုန်စည်စည်းစက်မှုလမ်းကြောင်းတွေပွင့်နေစေဖို့ကြားခံနေမြင်များတိစောက်ထားလိုပုံရပါတယ်။တိုင်းပြည်ကိုစစ်ဝါဒနဲ့ပြပြဝုံအုပ်ချုပ်သွားစေလိုတဲ့စေအုပ်စုကိုမဖင်ရှားနိုင်သေးဘဲ ဘလို့မှစိတ်ချလက်ချနေကြမှာမဟုတ်စရာကိုအစ္စရေးတို့နဲ့ငြင်းချင်ရယူခဲ့တဲ့အရှိလေပိုင်းရှိအနောက်ဘက်ကဘာရမပါလက်စတိုင်းအုပ်ချုပ်ရေးဖွဲ့ပြီးရဲ့ဖြစ်ရက်တွေကသက်သေခံနေပြီ ဖြစ်ပါတယ်။အာရခတက်တော်ကအိန္ဒိယဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံရဲ့နေကြားစာဒေတာတွေကိုလုံးဝအုပ်တုံထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီးအဆိုပါနှစ်နိုင်ငံစလုံးကမဖြစ်မနေဆက်ဆံရေးလမ်းကြောင်းဖွင့်လာခဲ့ရပြီဖြစ်ပါတယ်။ကုလသမဂ္ဂဘက်မှလည်းထောက်ခံအားပေးလာခဲ့တဲ့အာရခကအိန္ဒိယရဲ့မီဇိုရန်ဗတ်ချမ်းမှာပဲဆက်သွယ်ရုံဖွင့်ထားပြီဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။ တနိုင်ငံစလုံးကလည်းဝင်ရောက်မဆွတ်ဖက်ကြတဲ့အပြင်၎င်းတို့ဘက်မှပိတ်ဆို့ပေးဖို့စင်အုပ်စုရဲ့ဖိအားကိုငြင်းဆန်လာခဲ့ပြီးဖြစ်ပါတယ်။တီတူထောက်ခံမှုရနေစဉ်ကာလတွေကတီဦးလင်စစ်ကြောင်းတော်ကြီးကို West Point စစ်တပ်ကတော့အပြင်နှိုင်းရှင်ပြောဆိုခဲ့ကြတော့လည်းအခုအခါမှာတော့စင်နီးပြူဟာဆိုလို့မရှိတော့ဘဲလေကျောင်းပြကူနဲ့မြေပြင်မှာလူငယ်လေးတွေရဲ့အသက်ကိုစတီးပြီးလူလိုင်းလုံးတက်ပုံစံနဲ့တိုက်ခိုက်နေရပြီဖြစ်ပြီးပြည်ဦးနယ်စစ်ကြောင်းစီကိုပိတ်ထားလို့တောင်ရနေပြီဖြစ်ပါတယ်။မြပြည်တော်ရှိစင်အုပ်စုကတော့လက်ခံ လောက်ကန်စစ်ဘုတ်ချုပ်တွင်၎င်းတို့ပေါ်ဆက်ပြီးတစ္ဆာခံနေစေဖို့ဆင်ရဆွေးမှုတွေကိုတောင်းလျှောက်ကျူးလွန်ခံပြီးကြံရပါရစ်ဖြစ်ထည့်သွင်းလာခဲ့ပါရစ် ဒါမှသာတော်လိုင်းကိုနေနည်းခြင်းက၎င်းတို့အကျိုးအတွက်လည်းဖြစ်နိုင်မယ်လို့ခန့်ယူလာကြတာဖြစ်ပါတယ်။၎င်းတို့ဖို့ကဘလို့မှမရှင်းနိုင်တဲ့အန်ဒီအကြီးနဲ့ကြုံလာနေရပြီဖြစ်ပါတယ်။ဒါကတတိုင်းပြည်လုံးစားဝတ်နေရေးစက်တဲလုံးမကစက်တဲလာနေခြင်းဖြစ်ပါတယ်။အခုကရွှေပြည်သားလိုင်းသားရနဲ့တောင်တကုံမြို့နယ်ရရှိစက်ယုံစဲကူမှအလုသမားတွေကလောက်ခတူးမြင့်ရေးတပိတ်တိုက်ပွဲကြီးကိုဆင်နွှဲနေကြပြီလို့သိရပါတယ်။စီအိုစုရဲ့လက်မြုပ်အာဏာသားတွေအောက်မှာပဲအဲ့ဒီလိုတပိတ်တိုက်ပွဲဆင်နွှဲလာခြင်းကပဲဘယ်လောက်ထိဒုက္ခတွေ့နေကြပြီဆိုတာတိတာထင်ရှားနေရလို့ရှိတာထားပါ ါတယ်။နောက်ထပ်သဘောအနေနဲ့နောက်ဆုံးကိုဥတီပြန်သိမ်းဖို့စစ်ကောင်စီကစစ်ကြောင်းများခွဲပြီးစတိုက်ထိုးစစ်ဆင်လာနေပြီးနေ့စဉ်အဆက်မပြတ်တိုက်ခိုက်နေပြီးပြည်ဦးလင်ချင်းချမခံရဖို့နောက်ဆုံးပြန်ရရင်အခရာကျတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိုက်ပိုက်ထားတဲ့နောက်ထပ်မြို့ကိုဥတီပြန်လေတိုက်ပိုက်ဖို့အတွက်စစ်ကောင်စီကစစ်ကြောင်းတွေခွဲပြီးအပြင်းအထန်ထိုးစစ်ဆင်လာနေကနေ့စဉ်စစ်တပ်ကတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်းနောက်ထပ်မြို့ဒေသခံပြည်သူတွေနဲ့စစ်ရေးတရင်ရင်းမြစ်တွေကဆိုပါတယ်။ အကြံဖက်စစ်ကောင်စီကနောင်ချိုမြို့ကိုဥတီပြီးတောင်ခမ်းဒေသကံကြီးကြီးရွာဗမာ၎င်းပြည်ဦးနယ်ပံပွေးဗမာ၎င်းတောင်ခမ်းဒေသနောင်ချိုကြီးဘက်ပိုင်းမှ၎င်းစစ်ကြောင်းများကိုအင်အားပြည့်ထူးဆင်ဆင်လာနေကြောင်းစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းများကနေ့စဉ်ရှီတိုးတိုက်ခိုက်နေတော်လဲတချို့နေရာတွေမှာ TNL ပူးပေါင်းတပ်တွေကပြန်လည်ခုခံနေရမှာဒုစစ်ပုံစံပြန်ပြောင်းတိုက်ခိုက်တဲ့အတွက်စစ်ကောင်စီတပ်များနောက်ပြန်ဆုတ်ခွာမှုတွေရှိနေကြောင်းသိရပါတယ်။အခုနောင်ချိုမြို့နယ်မှာစစ်တပ်ကတော့အတင်းရှိကိုတိုးတာပဲ TNL နဲ့တော်လိုင်းတပ်တွေကခုခံရာကနေပြန်ထိုးစစ်လို့တော့စစ်တပ်ကထိုးစစ် ပြန်လည်သွားတယ်အဲ့ဒါလေးအင်အားပြန်ဖြည့်လက်နဲ့ခရံပြန်ဖြည့်ဖို့ပြန်ကြိုးစားနေလို့ဒီလိုတွေဖြစ်နေတယ်စစ်တပ်စစ်ကြောင်းတွေနောင်ချုံမြို့ကိုပဲဥတီထားတာနောင်ချုံကိုမရမကပြန်ထိုက်ဖို့လို့နောင်ချုံမြို့မှာဒေသခံတအုပ်ကဆိုပါတယ်ဇွန်လ16ရက်နေ့နောင်ချုံမြို့နယ်အုံမတီနယ်ရှီမောင်းတန်ကြီးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မလို့ TNL လို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးကိုလုံးနဲ့ drone ဘုံအင်းနဲ့26လုံးပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ TNL ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ် ဒါအပြင်လက်ပံကုန်ကြီးရွာမှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစကောက်စီတက်ကလက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့ကြောင်းစွန်လ15ရက်နေ့လက်ပံကုန်ကြီးရွာအုံမတိကြီးရွာနဲ့ရှီမောင်းတန်းကြီးရွာမှာတိုက်ပွဲဖြစ်ပွားနေချိန်စကောက်စီကလက်နက်ကြီး၉လုံး drone နဲ့အစိမ့်ငွေပုံ38လုံးနဲ့ပုံ35လုံးကိုလည်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။နောက်ချို့ကပြည်ဦးလူနဲ့အနီးဆုံးဖြစ်တော့ပြည်ဦးလူကိုချင်းချောင်နေတာကိုစစ်ကောင်းဆောင်ကလူလားပုံမရဘူး။နောက်ချို့ကိုလည်းတဲတဲမဲမဲပြန်တိုက်နေတာ။ တပ်မြို့ပြည်ဦးလင်ကိုချင်းချောင်းမှာကြောက်လို့နောင်ချိုတောင်ခန်းကိုသာ TNL ကရရင်ပြည်ဦးလင်မှာရှိနေတဲ့ DSC နဲ့ DSD အကြောင်းတွေအကုန်ရွှေ့မှာပဲနောင်ချိုကိုစစ်တပ်ကပြန်တိုက်နေတာကနေမြေလူကျင်နာထက်ဂုံတိတ်ခါကိုကာကွယ်တဲ့သဘောလို့တုံ့တန်ရတယ်လို့စည်ရေးတရင်အရင်းမြစ်တွေကပြောပါတယ် အကြံပတ်စကောင်စီကစွန်လတလလုံးကလင်းအတွက်ယာယီပြစ်ခတ်ရဲစဲထားမယ်လို့ကြေညာထားတော်လဲ။နောင်ချိုမြို့ကတော့နေ့စဉ်နေ့တိုင်းထိုးစစ်ဆင်ပြစ်ခတ်တိုက်ခိုက်မှုတွေအကြီးအကျယ်လှုံ့ဆော်ပြီး၎င်းကြေညာထားတဲ့အပြစ်ရဲ့ကြေညာမှုကိုကိုယ်တိုင်ပြန်လဲချိုးဖောက်နေတယ်လို့နောင်ချိုဒေသပြည်သူတွေနဲ့ TNL ကထုတ်ပြန်ပြောဆိုထားပါရယ်။ဆက်လက်ပြီးတရုတ်ရဲ့ခြေလက်ကဝါစီပြည်နယ်တဲ့တိုင်းပြည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကမ္ဘာစီးပွားရေးတိုက်ပွဲစစ်ပွဲတွေကြာ အကျွေးစနစ်ကိုကျင့်သုံးနေတဲ့တရုတ်အစိုးရနဲ့တရုတ်နိုင်ငံဟာခေတ်သစ်ကိုလိုနီစနစ်ကိုနိုင်ငံငယ်ရေးစီကြံ့ကြက်လွှမ်းခြုံလျက်ရှိပါတယ်။အရှိတောင်အာရှနိုင်ငံတွေနဲ့တရုတ်ကျွေးမီနဲ့ကင်းလွတ်တဲ့နိုင်ငံကလက်ချိုးညီရရင် လက်ငါးချောင်းတောင်မပြည့်မီတော့ပါဘူး။ကွန်မြူနီစနစ်နဲ့နိုင်ငံငယ်တွေကိုအကျွေးချဩစာလွှမ်းမိုးလာတဲ့တရုတ်တွက်အခုချိန်အကြီးမားဆုံးပြဿနာကိုပြောပါဆိုရင်တရုတ်ကွန်မြူနီပါတီ CCP အတွင်းပြိုကွဲမှုတွေဦးတည်လာမှုပဲဖြစ်ပါတယ်။တရုတ်ပြည်တွင်းတင်ရင်းမြင့်အရေးခင်ဖြစ်ပြီးနောက်ပိုင်းတရုတ်ကွန်မြူနီပါတီကတရုတ်ပြည် ွင်းဩဇာလွှမ်းမိုးမှုပုံမှုကျင်းပြလာပြီးပုံမှုအားကောင်းလာခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိ23ရာစုမှာတော့ရှီကြည့်ဖြင့်ဥဆောင်တဲ့ Community Party ရဲ့စည်ရသားစီမံကိန်းဟာအခုလက်ရှိကာလမှာလိုအပ်တဲ့ကြီးလက်တော်ရွာနေတီထိရောက်တဲ့အကူအညီမပေးနိုင်တာမျိုးပြတွေမှာလုတ်ကန်ခွင်လန်းရှားပါလာမှုတွေကြောင့်တရုတ်ပြည်တွင် CCP Party ရဲ့လာရာဟာကားပြိုင်မှုတွေရှိနေစေဖြစ်တဲ့ဒီအခြေအနေတွေဖြေရှင်းနိုင်ဖို့ တကူစားအကြက်တဲရီဖြည့်ရှင်းနိုင်ဖို့အာဆီယံပါဝင်ဒေသတွေနိုင်ငံငယ်တွေကတစားကံဖြစ်လာခဲ့ပါတယ်ဆိုတော့တရုတ်ရဲ့ပြည်မှတ်တွေတဲ့မြန်မာနိုင်ငံကတခုအပါဝင်ဖြစ်နေခဲ့ပါတယ်လက်ရှိလည်းကမ္ဘာရေကိုလေးလာဖို့တံမြန်မာနိုင်ငံရှိအာနာယူမင်းအွန်လိုင်းကတော့တရုတ်လူကြအသုံးတော်ခံဖို့အတွက်သာကြံစီနေတာကိုတွေ့ရပါတယ်မြန်မာနိုင်ငံအပေါ်တရုတ်ရဲ့စိတ်ကောင်းစေတနာထားမှုတွေကိုကျေးဇူးတင်ကြောင်းတရုတ်ဟာကျေးဇူးရှင်နိုင်ငံဖြစ်ကြောင်းသာသဖြင့်တရုတ်ကိုမြှောက်ပင့်ပြောဆိုပြီးအာဏာတည်မြဲဖို့ကြိုးစားလျက်ရှိပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ကမ္ဘာရေရဲ့နောက်ကွယ်ကတင်ယုတ်ကစားကွက်တွေကိုခဏထားလို့မြန်မာပြည်တွင်းမှာပဲຫນွေဦးဒေါ်လာရေးပေါ်တရုတ်ရဲ့ပြောင်ကျစွာပအဝင်ဆက်ဖက်မှုတွေကတဖြည်းဖြည်းတိသာထင်ရှားလာတာတွေတွေ့ရှိရပါတယ်။တရုတ်နိုင်ငံဟာမြန်မာပြည်ရင်းကိုလေးစားတဲ့ဝန်မဆက်ဖက်မှုဆိုပြီးမြန်မာနိုင်ငံရှိတရုတ်တန်ယုံနဲ့ တင်ယုတ်တံမတ်တွင်ကအတွင်တွင်ပြောဆိုလေးရှိပါတယ်ဒါပေမဲ့လည်း2029ဆစ်စင်ရေးဒုတိယလိုင်းတွင် MNDA တင်ယူခဲ့တဲ့လာရှုံမျိုးကိုဖိအားပေးပြီးမင်းအောင်လိုင်းစစ်တပ်တံပြန်ပေးခိုင်းတယ်လို့မြောက်ပိုင်းညီနောင်သုံးဖွဲ့က TNL ကိုစီရေးနဲ့ပတ်သက်ပြီးဖိအားပေးအပြည့်ရခိုင်နာရီရှိပါတယ်ဒါရီဟာမြမပြည်ရင်းကိုတရုတ်ဝင်ဆက်ဖက်တာတိသားထင်ရှားတဲ့တာရကရီပဲဖြစ်တဲ့လက်ရှိစစ်ကောင်စီနဲ့တိုက်ပွဲ ပြင်းထန်နေတဲ့ KNU KIA တို့ကလည်းတရုတ်ဘက်ကပါဝင်ဆက်ဖက်ခြင်းတော့လေ KIA ကလွဲလို့ကြံတဲ့ EAO ရဲ့နေမြေအခြေစိုက် ဟာတရုတ်နယ်နိမိတ်နဲ့ထိစပ်မှုဝေးကွာနေခဲ့တဲ့ဒါရောင် KIA ရဲ့အုပ်စိုးရာတရုတ်နယ်နယ်နိမိတ်ထိစပ်တဲ့ဗတ်စမ်းမှာမြေရှားတပ်တူထွက်ရှိလာတဲ့အကြောင်းတရုတ်အနေနဲ့ပါဝင်ဆက်ဖက်ခြင်းမရှိတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်ကိုကြည့်ရင်တရုတ်ဟာမြန်မာပြည်ရင်းကိုဝင်ဆက်ဖက်တာတော့သူ့အကျိုးစီးပွားတာတဲ့ဗတ်စော်အတမထက်တာတွေ့ရှိရပါတယ်။စစ်ကောင်စီတပ်ကကျူးလွန်ခဲ့တဲ့လူမဆန်တဲ့ရာဇဝတ်မှုတွေဆိုတရုတ်ကအတန်တိတ်နေပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကတိုက်ပွဲတွေဖော်ဆောင်ချိန်မှာတော့တရုတ်ဟာသူ့ရဲ့လုပ်ပိုင်ခွင့်အနေနဲ့ပေါ်တင်ပြောင်းကျစွာပဲပါဝင်ပသက်ပြီးစစ်ကောင်စီတက်ဆိုးရှိအ ောင်ကုညီပံ့ပိုးပေးနေရှိပါတယ်။စီးရီးအတုံးစိတ်တွေတခြားဘတ်ဂျက်တွေအကြောင်းပြပြီးလောဘတက်နေတဲ့ဆဲအုပ်စုကိုအတိုးနှုန်းများများနဲ့ငွေကြီးမဲ့အချိန်တန်မဆက်နိုင်စီမံကိန်းတွေနဲ့နှိမ်ယူမဲ့တာဟာတရုတ်ရဲ့မြန်မာနိုင်ငံပေါ်ခေတ်သစ်ကိုလိုနီပြုကျင့်လာတဲ့နှိစနစ်ပဲဖြစ်တဲ့ ပလင်လူထားရဲ့စစ်ဘိုလ်ချုပ်ကြီးတွေကိုယ်တိုင်ကနိုင်ငံချစ်စိတ်အမှန်တကယ်မရှိဘဲနိုင်ငံရဲ့တည်ရန်စာတကိုလက်ညှိုးထိုးပြီးစီးပေါ်ပေါ်နဲ့ရောင်းချနေတဲ့မြန်မာနိုင်ငံဆရာနာရှင်လက်အောက်ကမလွတ်မြောက်နိုင်ရေးဟာတရုတ်ရဲ့အတ္တိကရှိမှန်းချက်သာဖြစ်တယ်ဆိုတဲ့အကြောင်းရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။